こんにちは。今日は GOBT and UNI、e、の各問題を勉強していきたいと思います。あの、めみんらば、ディネアロ、GOBT n 2へ、ディメゴハンゴ、サビ、リラジャヤア、ディアリガ、ナタウン、ナタウンセチョウ、コナラバイエメゴハンリピパレ。たすいえ、ナバティコ、パジミスウェの、歯医者に行って、虫歯の治療を受けたもの、ディ、 သွားဆရာဝန်စီကိုသွားပြီးတော့မှသွားပို့စားတာကိုကုတမှုခံယူခဲ့ပါတယ်တဲ့အဲဆိုရင်ဒါကချီရီယောဖြစ်တာကြောင့်မို့လို့သူရဲ့အဖေကကြတော့ယွန်ဘန်ချီရီယောဖြစ်ပါတယ်ဒါဆိုရင်နံပါတ်2ကတော့ဝါတရှိတာချီဝါတက်စတိုနိုတာဘီနီကကုနန်ဒေတပ်ပူဝခိဆိုတဲ့အစ်တာပေါ့နော်ကျွန်တော်တို့ဟာဆိုရင်စာမေးပွဲတိုင်းမှာပေါ့ဒီ အတန်းမှာအစင်ရဖို့အတွက်တော့ပုဖြစ်ဖို့အတွက်ပြန်ဆိုင်နေခဲ့ကြပါတယ်တဲ့အဲဆိုရင်ခိဆိုဥဖြစ်တဲ့အတွက်ကြောင့်မို့လို့သူရဲ့အဖေကအီချီပန်ဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာဥရဲ့ခန်းကြီးကဗာလေနေရာဥဆိုတာကရေမန်းဒီရေရွေဒီဆိုတဲ့အတိတ်ပေလေးပါအဲဆိုရင်သူရဲ့ခန်းကြီးလေးကဒီလိုပုံစံလေးပေါ့နော်ဒီလိုပုံစံလေးပါပြီးကြတော့ဒီမှာအရဆိုဥကကြတော့အရဆိုဥအရဆိုဤပေါ့နော်သူကအရဆိုဥကကြတော့ ရှင်ပြိုင်ဒီတိုက်ခိုက်ဒီသူကကျတော့တိုက်ခိုက်တယ်ငင်းခုန်တယ်ဆိုတဲ့ဘက်ကိုပူသွားတယ်ပေါ့နော်ဒီကျတော့ဒီမှာဥဘတဲဆိုတာကကျတော့ဥဘရူကကျတော့ဥဘရူဖြစ်တယ်ဥဘဥဘရူကဥဘရူကကျတော့ဒီခန်းကြီးလေးပါသူကကျတော့လူယူဒီပေါ့နော်လူယူဒီဆိုတဲ့ခန်းကြီးလေးပါဒါဆိုရင်တော့ဒီနံပါတ်2အကြောင်းလေးနားလည်မိလို့ထင်ပါတယ်ဒါကရေမန်းတာဒါကကျတော့ငင်းခုန်တာတိုက်ခိုက်တာဒီဥဘရူကကျတော့ လူယူတာပေါ့နော်အဲ့ဆိုရင်နံပါတ်3ကကြတော့ခွန်ကေဆူနော့ဇာရှိနီအတာရှိအေဂါနော့ဟီဟျောကခေးဆိုင်စာရီတာပေါ့နော်ဒီဒီလရဲ့မဂဇင်းမှာအတိဖြစ်တဲ့ဒီအိကအတိပေါ့နော်ရုပ်ရှင်အတိရဲ့ဟီဟျောကခေးဆိုင်စာရီတာဟီဟျောဆိုတာကဒီတုံးသက်ချက်တွေဝေဖန်ချက်တွေကိုဒီ public ချပြခဲ့ပါတယ်ဒီခေးဆိုင်ခေးဆိုင်စာရီတာနဲ့ဒီခေးဆိုင်စာရီတာဘယ်မှာထည့်မှာလဲဆိုတော့ဇာရှိနီခေးဆိုင်စာရီတာဆိုတာ တဲ့တွေပေါ့နော်သူကဇာရှင်ကြီးခေးဆိုင်စာရီတာခေးဆိုင်စာရီတာဆိုတာက public ချပြတာလူအများကိုတိအောင်ကြော်ညာတာပေါ့နော်အဲ့လိုမျိုးမှာတွေးတုံးပါတယ်ဒီဟာလေးမှတ်သားစီချင်ပါတယ်ဇာရှင်ကြီးခေးဆိုင်စာရီတာဆိုတဲ့စကားလုံးလေးပေါ့နော်ဒါဆိုရင်တော့သူရဲ့ခိချောစကားလုံးလေးကကြတော့ယွန်းပန်းဖြစ်တဲ့အတွေ့အကြောင်းမို့လို့ဖြေကယွန်းပန်းလေးဖြစ်ပါတယ်ဒါဆိုရင်နံပါတ်၄ကကြတော့ခိတိဆိုမာဒီနီနျူကခုခင်ဝအိုဆာမီတာပေါ့နော်ဒီတမတ်ရဲ့မတိုင်ခင်မှာကျောင်းဝင်ခွေကြေးပေါ့နော်ဒီ ကျောင်းလက်ခကိုပေးဆောင်ခဲ့ပါတယ်ဒီဩစမေတာကကြတော့ဒီအခွန်တွေပေးဆောင်တဲ့တခုခုငွေကြေးတွေပေးဆောင်တဲ့အချိန်မှာဒီဩစမေတာလေးကိုသုံးသုံးတဲ့အတွက်ကြောင့်မို့လို့သူရဲ့အဖေကတော့ဇန်ပန်ဖြစ်ပါတယ်ဒါဆိုရင်ဒီဒီစာဒမေစာဒမေလူရဲ့ခန်းကြီးကဘာလဲဆိုတော့စာဒမေလူရဲ့ခန်းကြီးကဒီဟာပေါ့နော်တမတ်တီဆုံးဖြတ်တီစာဒမေလူပေါ့နော်ဒီခန်းကြီးလေးဖြစ်ပါတယ်စာဒမေလူဆိုတာကတမတ်တီဆုံးဖြတ်တီဆိုတဲ့အတိတ်ပဲပေါ့နော်ပြီးတော့ဒီ ။ဒါမေးလူကကြတော့ဒါမေးလူကကြတော့ choking စုလို့ပေါ့နော်။ငွေတွေကိုစုတယ်ဆိုတဲ့ဒီခန်းကြီးလေးဖြစ်ပါတယ်။ဒီခန်းကြီးလေးဖြစ်ပါတယ်။ဒါဆိုရင်မိုတိုမီတာမိုတိုမီတာဆိုတာကတောင်းဆိုမှုပေါ့နော်။အဲဆိုရင်မိုတိုမိုတိုမီလူပေါ့နော်။ မူတိုမေရုဆိုတဲ့ဒီခန်းကြီးလေးဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီမှာကျတော့ဇာတာမေရုဆုံးဖြတ်ပြီးပြီးကျတော့ဒီမှာကျချောကင်းဆိုလို့ထာမေထာမေရုဆိုတာကအခါနေဝထာမေရုပေါ့နော်။အဲဆိုရင်ဒီမှာကျတော့ဒီဟာကျတော့မူတိုမေရုတောင်းဆိုသည်။အဲဆိုရင်ဒီမှာကျတော့ငွေကြေးကိုပေးဆောင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြစ်မှန်ကစံပန်အိုဆာမီတာဆိုတဲ့ဒီအိုဆာမီတာခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အိုဆာမီတာကိုရွေးပါမယ်။အဆိုရင်နံပါတ်5ကျတော့အေရှာနိုဆေဟင်ဝါထာရှာနိုမိုနိုယိုရီ히시소카오토루데 အဲ့ဆိုရင် A ကုမ္ပဏီရဲ့ဒီပစ္စည်းပစ္စည်းကတခြားကုမ္ပဏီထက်ပေါ့နော် Hisu ဆိုတာကပစ္စည်းအရေးတွေးက Otoru နိုင်ကြပါတယ်တဲ့ဒီ Otoru ကနိုင်ကြတယ်ညံ့တယ်အဲ့လိုမျိုးပဲမှာတုံးတယ်ပေါ့နော်အဲ့ဆိုရင်ဒီဒီ kanji ရဲ့လူမိကတာကအိုတိုရူဖြစ်တဲ့အတွက်ကြောင့်မလို့အဖြစ်မှန်ကနိဗ္ဗာန်ဖြစ်ပါတယ်။အဲ့ဆိုရင် ကျမတို့ဒီဒီမာခေရူကကြတော့ရှုံးနေသည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်။မာခေရူ မခဲရုဆိုတဲ့ဒီခန်းကြီးလေးမခဲရုဆိုတဲ့ဒီခန်းကြီးလေးဖြစ်ပါတယ်အဲဆိုရင်ဒီဟေရုကတော့တည်ရေပေါ့နော်ဟေရုကြဆင်းဒီအိုချီရုပြုတ်ကြဒီရဲ့အိုချီရုပါအဲဆိုရင်နံပါတ်2ကကြတော့ဒီမှာယုံမိခတ်တပ်ပေးထားပြီးတော့မှခန်းကြီးကိုယူရတဲ့ဟာပေါ့နော်အဲဆိုရင်ဘွေရှော်ကခန်းကက်ဆွန်နီခိုက်တဲ့ခူရာဆိုင်တဲ့စာပိုက်ကိုဘော်ဒီဆိုင်စာကုန်းကိုခန်းကက်ဆွတ်ဆိုတာကရိုးရိုးရှင်းရှင်းလေးရေးပါတဲ့ရိုးရိုးရှင်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 းလင်းလင်းပေါ့နော် ဒီလိုမျိုးရွှေရှင်းရှင်းလေးရေးပါလို့ပြောတဲ့အတွက်ကြောင့်မို့လို့ဒီ can kiss ဆိုဒီဟာတွေကတခြားအတိတ်ပေတွေပေါ့နော်ဒီဟာတွေကအတိတ်ပေမရှိဘူးအဲကြောင့်မို့လို့ can kiss ဆိုကကြတော့သူရဲ့ခန်းကြီးလေးကဒီခန်းကြီးလေးပါအဲဆိုရင်တော့အဖြေက3ပန်ဖြစ်ပါတယ်ဒါဆိုရင်တော့နံပါတ်9ကကြတော့ကုတိုင်းတခိနာနိုင်ယောနီဆွေတေဝဟွန်ဂျီဆိုအိုကိုဘာရီစတာရှီရီယိုဝကိုဆန်ရှောကုလာဆိုင်ပေါ့အဲဆိုရင်ဒီအတိတ်စိတ်အကြောင်းအရာတွေကကြတော့ဒီနေ့ဝင်ကားထားတဲ့ဒီပေးထားတဲ့ဗောဒီရှီရီယိုတွေကိုကိုကားပါတဲ့ ဲဆိုရင်ဂေါ်ဆန်ရှောဆိုတာကဒီမှာနိဗ္ဗာန်အဖြစ်ရနိဗ္ဗာန်ဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာဆန်ရှောနဲ့ဆန်ရှောကလည်းဆန်ရှောကလည်းကိုးကားတာပဲ။ဒီမှာဆန်ခိုးဆိုတဲ့စကားလုံးကလည်းကိုးကားတာပဲ။အဲ့ဆိုအဲ့နှစ်ခုဘာကွာလဲဆိုတော့ဒီဆန်ရှောဆိုတာကဒီရှိရရောနဲ့ကောင်းကောင်းတုံးနေပေါ့နော်ရှိရရောနဲ့အဲ့ဆိုရင်သူကကြတော့ဒီအင်တာနက်ပေါ်မှာဒီဆက်စက်တန်းတွေကိုကြည့်ပြီးတော့မှကိုးကားတယ်။ ကိုကားတာတော့မဟာ तू ကတော့ဒီတိုင်း copy အကုန်ကူးတာမဟုတ်ဘူး तू ကတော့ဒီဟာကိုဖတ်ပြီးတော့မှကိုကားတဲ့စိုက်စားတဲ့ဖတ်ပြီးတော့ကိုရဲ့အသွေးတွေနဲ့ပေါင်းပြီးတော့မှစိုက်စားဝန်တစ်ခုတစ်ပုတ်ဖြစ်အောင်ပေါ့နော်တစ်ခုဖြစ်အောင်ရေးတယ်အဲ့လိုမျိုးနေရာမှာ तू ကဆန်းရှော့ကိုတုံးပြီးတော့မှဒီဆန်းခိုးကကြတော့လုံးဝဟိုဒီဟင်းချက်နီးဆိုရင် internet ထဲကအတိုင်းကြည့်ပြီးတော့မှတဝေမသိလိုက်လုပ်ပြီးတော့မှချက်တာအဲ့လိုမျိုးကြတော့ဆန်းခိုးဖြစ်တယ်ပြီးတော့မှဒီ internet ကနေကြည့်ပြီးတော့မှ copy ကိုယူပြီးတော့မှစိုက်စားဝန်တွေပြန်ရေးတာအဲ့တော့ကြတော့ဆန်းခိုးဖြစ်ပြီးတော့မှဆန်းရှော့ကကြတော့ တစိုက်တတိတာကိုပဲယူပြီးကိုယ့်ရဲ့အသွေးနဲ့ပြန်ပြီးပေါင်းဆက်တာကိုဆန်းလျှော့အရှိကိုအရှိတိုင်းယူပြီးတော့မှရေးတာဆိုရင်ဆန်းခိုးဖြစ်ပါတယ်အဲ့လိုလေးမှထားရင်တော့ဒီနှစ်ခုရဲ့ကွာခြားချက်လေးပဲနားလည်မယ်လို့ထင်ပါတယ်ဒါဆိုရင်တော့နံပါတ်၈လေးကဟိကဆူယောစုကီတဲ့နီကိုကခိုကက်တဲ့ရှမတာပေါ့နော်ဒီမီးတွေကလေဆူယောစုကီတဲ့အားကောင်းလို့နာကြောင်းမို့လို့အသားတွေကတူးကုန်ပါပြီတဲ့အဲ့ဆိုရင်တူးတယ်ဆိုရင်ခန်းကြီးလေးကဒီမှာစုထားတဲ့အပေါ်ကကျတော့စုထားနေတူရယ်လေအဲ့စုထားတဲ့အရာတွေကိုမီးနဲ့ ရှုပ်လိုက်တဲ့အချိန်ကျတော့အကုန်လုံးတူးသွားတယ်ဆိုတော့ခန်းကြီးဒီခန်းကြီးလေးပါဒါကျတော့ရာခဲတို့กินနေပေါ့နော်ပြီးတော့ဒါကလည်းခင်မှုတွေဒါကျတော့နိစုထရဟာပေါ့နော်ဒီလိုမျိုးစကလုံးမရှိဘူးအဲ့ဆိုရင်ဒီနံပါတ်6လေးကတော့ရှင်းဆက်စုရှိစုတဲ့အီရှာနီရှောဂျောဝစတိုင်တာဒီစစ်စေးတဲ့အခန်းမှာပေါ့နော်ဒီဆရာဝန်ကိုရှောဂျောဝစတိုင်တာယောဂလက္ခဏာကိုပြောပြခဲ့ပါတယ်တဲ့အဲ့ဆိုရင်ဒီယောဂလက္ခဏာဆိုတဲ့ရှောဂျောဆိုတဲ့ခန်းကြီးလေးကနံပါတ်6ဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေကယွန်ပန်ဖြစ်ပါတယ် ါဆိုရင်နံပါတ်30ကြတော့ကျူနာအိုနီဂိုင်းနီမိုကကဝါရာဇုမူရီဆန်ဝါကိုကိုရိုယောကိုအိုဂျီတဲခိုရီတာဘောနော်ဒီရုပ်တရက်တောင်းဆိုတဲ့အရာတွေမှာတောင်းပါတဲ့မခွဲခြားဘဲနဲ့မူရီဆန်ဆိုရင်တော့ကိုကိုရိုယောကိုအိုဂျီတဲခိုရီတာလိုက်လိုက်လေးလေးနဲ့ဘောနော်ကြည်ကြည်နက်နက်နဲ့ကြည်ကြည်နူးနူးနဲ့သူကကြာကိုကိုရိုယောကိုဆိုတာကជីနူးတယ်အဲ့လိုမျိုးအရာဘောနော်ជីနူးတယ်လိုက်လေးတယ်ကြည်ကြည်နက်နက်နဲ့ ကူညီပေးပါတယ်ဖြည့်ရှင်းပေးပါတယ်တုံ့ပြန်ပေးပါတယ်တဲ့အဆိုရင်ဒီမှာသူရဲ့ခိုးခိုးလိုရောကြီးဆိုတဲ့အခန်းကြီးလေးကကြတော့ဒီမှာဒီနိဗ္ဗာန်လေးဖြစ်ပါတယ်ဒီအရှိအပိုင်းကဒီလူလူမျိုးကကြတော့ဒီနှလုံးသားကိုဦးစားပြုကိုစားပြုပြီးတော့မှနှလုံးသားလေးသေးကိုနှလုံးသားလေးအသေးကိုဒီမှာနခနေလည်းနည်းနည်းသူ့ကိုလေနော်အသေးကိုလူဒီဟာလူဆိုတော့လူလေးတယောက်ဝင်လာပြီဆိုရင်ကိုရီးယားကြီးမြတ်ပါတယ်တဲ့အဲ့လိုမျိုးလေးမှတ်တယ်ပေါ့နော်ဒီခန်းကြီးလေးဖြစ်ပါတယ်